်အခန်းတစ်ခုအကြောင်းသိစေခြင်းပါတယ်ထိုအခန်းလေးရဝါထရန်ကာပြီးတော့သွတ်မိုးထားတဲ့နှစ်ထပ်အိမ်ခက်ငငယ်လေးတစ်လုံးရဲ့အောက်ထပ်မှာတခုတည်းသာဖွဲ့စည်းထားတဲ့အခန်းငယ်များသာအိမ်ကလေးကိုတိဆောက်ထားတာအနေငယ်မြင့်ပါတယ်ခြံဝင်းရဲ့မြောက်ဘက်ထိပ်မှာဖြစ်ပါတယ်နေအိမ်ကိုတောင်ဘက်ကိုမျက်နှာပြုပြီးတော့တိဆောက်ထားကအိမ်နောက်ဘေးဘက်ဖြစ်တဲ့မြောက်ဘက်မှာတော့ခြံစည်းကိုကာယံထားတဲ့ဝက်ကတ်တွေဟာအနေငယ်သာဝေးပါတယ်အိမ်ရှိမျက်နှာစာဖြစ်တဲ့တောင်ဘက်မှာတော့ခြံဝင်းကကြဲကြဲပြက်ပြက်ရှိလာပါတယ် ခြံဝင်းတစ်ခုလုံးကကြီးကြီးမားမားတစ်ပင်မရှိပါဘူး။အောက်ဘက်ကမြေကလည်းဖြူယော်နေတာကြောင့်တစ်ပင်ပတ်မင်နေလည်းမတွေ့ရပါဘူး။လူနေခဲ့ဘူးတဲ့လက္ခဏာတော့ရှိပါတယ်။အင်္ဂလိပ်ရဲ့အောက်ဘက်တွင်ခေါင်းရင်းဘက်ဟာမြေဆိုင်ဖြစ်တည်ရှိပြီးတော့ဇပွဲတန်းရလိုမျိုးနေထိုင်ရန်ပြိဘောကပင်မထားပါဘူး။ချင်းရင်းဘက်မှာအပေါ်တက်ကိုတက်ရလေကားရှိပါတယ်။လေကားခုံကတော့အမြင့်ပြုတ်လုပ်ထားပါတယ်။လေကားတည်ရှိရာအနောက်ဘက်မှာအခန်းငယ်ကိုပြုတ်လုပ်ထားတာပါ။ အဲ့ဒီအခန်းနဲ့လေကားတီရှိရာအခန်းကတရွယ်တည်းပါခြေရင်းပိုင်းကိုရှင်းအောင်ပြည့်ယူထားပါတယ်သုံးမိနှစ်ပေမြသာကျယ်လေတဲ့အိမ်ကလေးမှာခေါင်းရင်းနှစ်ပေငံမှာအလွတ်ဖြစ်ပြီးတော့ခြေရင်းမှာသာခွဲခြားထားတဲ့အဲ့ဒီအခန်းငယ်လေးတီရှိနေပါတယ်ထူးခြားတာကတော့အဲ့ဒီအခန်းလေးကိုတောက်ခတ်ထားခြင်းပါ အခန်းရဲ့အတွင်းပိုင်းမှာလည်းမြေသိပစ္စည်းပစ်စရာအောင်မှမတွေ့ရပါဘူး။ဒါပေမဲ့လည်းအဲ့ဒီအခန်းတော်ကိုဖွင့်မကြည့်ရင်အင်ရှင်နေရာမှာကြားထားပါရတယ်။အဒီခန်းငယ်လေးမှာမြေသူတော်အကြောင်းနဲ့ရှိနေခဲ့တာပါလေ။လွန်ခဲ့သော1995ခုနှစ်ကမြမခီးသွန်းနှင့်မီတိဆောက်ထားတဲ့ဟိုတယ်ကြီးအများပြားရှိခဲ့ဘူးပါရတယ်။ထို့စဉ်အချိန်ကမန္တလေးအခြေစိုက်ဆက်လုပ်ရေးလုပ်ငန်းတစ်ခုမှာဝန်ထမ်းဖြစ်ခဲ့သူကျွန်တော်ဟာလည်းဟိုတယ်တစ်လုံးကိုတိဆောက်လုပ်ကင်ခဲ့ဘူးပါရတယ်။ဟိုတယ်ကနိုင်ငံတကာဧည့်သည်တွေဝင်ရောက်မှုများပြားတဲ့ဗကန်ဒေသမှာတိဆောက်ရခြင်းမှာဗကန်မျိုးဆိုတာကလည်းမျိုးသစ်ဖြစ်ဆက်တဲ့တိဆောက်ခြင်းဖြစ်ပါရတယ်။ အဲ့ဒီမျိုးသေးရဲ့မြေခွက်တွေကအချို့ကနေဆောက်လုပ်ထားလျက်လူမနေကြသေးပါဘူးတချို့ကလည်းမြေခွက်တွေသာရှိပြီးတော့နေအိမ်တိဆောက်ထားခြင်းမရှိပါဘူးမြေခွက်လွတ်တွေကိုစုပေါင်းပြီးတော့လုပ်ငန်းရှင်တွေကဟိုတယ်ဆောက်ကြပါတယ်အဲ့ဒီချိန်များကကျွန်တော်ရောက်ခဲ့ဘူးတဲ့အိမ်လေးတစ်လုံးရဲ့အခန်းငယ်လေးတစ်ခုကဟိုတယ်တိဆောက်ရေးလုပ်သားတို့ငားရက်နေထိုင်ခဲ့တဲ့အိမ်ကလေးမှတည်ရှိခြင်းဖြစ်ပါတယ်အာစရီညနေပဲကြာလို့ရှိရင်ကျွန်တော်တို့အိမ်ဘက်ကိုလာခဲ့ပါအောင်များ ်မီးစရာမောင်တင်ကတရက်မှာအဲ့ဒီလိုပြောလာခဲ့တဲ့အခါအစီအစဉ်တစ်ခုခုရှိနေတယ်လို့ခန့်မှန်းမိပါတယ်ထိုနေ့ကမန္တလေးကပြန်ရောက်လာသူမောင်တင်ကလုပ်ငန်းနဲ့ပတ်သက်ပြီးတော့လည်းငွေထုတ်ထားခြင်းဖြစ်ပါတယ်ဘာအစီအစဉ်နေရှိလို့ရောမြအစီအစဉ်လားတလုံးဝယ်ထားရလေဗျာထမင်းလက်ချက်မယ်မောင်တင်ကဟိုတယ်တိဆောက်ရေးလုပ်ငန်းကွင်မှာလျှက်စစ်မီတွေ့တန်းသူကန်ထရိုက်တာဖြစ်ပါတယ်သူရဲ့ဆရာဖြစ်သူကလည်းမန္တလေးကတနစ်စောပြီးတော့ကျောင်းဆင်းခဲ့သူတငယ်ချင်းတူဦးတာဖြစ်ပါတယ်ညနေဘက်မှာတငယ်ချင်းဖြစ်သူမှလည်းပကံမျိုးကိုရောက်ရှိလာမှာပါ ထိုချက်တွေကြောင့်ပဲမောင်တရားစီစဉ်ထားတာကိုကြွတင်ပြီးတော့ပြောခြင်းဖြစ်ပါလိမ့်မယ်။အဲဒီလိုပြောထားခြင်းမရှိတဲ့အခါမှာလည်းကျွန်တော်ကတွေ့ရလူနဲ့ကြုံတဲ့ဆိုင်မှာထိုင်တဲ့သူပါ။မောင်တင်တဲ့အဖွဲ့သားတွေပကံမျိုးကိုရောက်လာတဲ့ရက်ကဟိုတယ်ဟာအဖြူရဲတိစားရေးလုပ်ငန်းတွေပင် PC နေပြီဖြစ်ပါတယ်။လက်ဆသိမ်းလုပ်ငန်းတွေစတင်နေခြင်းဖြစ်တာကြောင့်ပရိဘောဂသမားတွေစေတုတ်သမားတွေစသဖြင့်ရှုပ်ရှက်ခတ်နေလေရာနေစရာထိုင်စရာပင်မဖန်တီးပြနိုင်ခဲ့ပါဘူး။ထိုရက်များကနေစရာရှာရင်နဲ့ထိုအင်္ဂလိပ်ကိုသူတို့တွေငားရမ်းခဲ့ပါတယ်။ရောက်ပြီးလို့တလားလောက်ကြာမှာတော့အဲ့ဒီအင်္ဂလိပ်ကိုလာရောက်ဖိတ်ကြခြင်းဖြစ်ပါတော့တယ်။ အရိအင်္ဂလိပ်ကပုဂံမျိုးကိုတောင်မြောက်သွားနေတဲ့လမ်းရှိတစ်ခုရဲ့အရှိတ်အချံမှာတရှိပါတယ်။အိမ်ငါးရွေနေထိုင်တဲ့မောင်တင်တို့အုပ်စုကလူငယ်လေးတွေကြီးဖြစ်တဲ့အခါမှာတော့လွတ်လပ်ပျော်ရွှင်ပွဲဖြစ်နေပါလိမ့်မယ်။သို့တော်လည်းအစရိတယောက်တည်းလာလားဗျ။ကျွန်တော်လာသေးတယ်ချင်းခတ်နေရတွေ့လို့ခေါ်မလာခဲ့တာ။ခြံဝင်းတွင်လမ်းဝင်လိုက်စင်မှာပဲမောင်တင်ကစီဂျူကနှုတ်ဆက်ပါတယ်။မောင်တန်ကအိမ်ရဲ့အပေါ်ထက်ရှိရာကိုခေါ်သွားခဲ့ပါတယ်။အောက်ထပ်မှာမလုပ်ဘူးလားဗျ။အောက်ထပ်မှာနေစရာမရှိဘူးလေဗျ။မြေကြီးပေါ်မှာဖြစ်နေမှာပေါ့အာစီရဲ့ မောင်တင်ကလေကားပေါ်တက်ရင်လည်းအောက်ထက်ကိုလက်ညှိုးထိုးပြီးတော့ပြောပါတယ်သူတို့အုပ်စုတစ်ခုလုံးအပေါ်ရင်သာနေကြရန်ရှိပါတယ်အောက်ထက်မှာရှော့ပေါ်ထားတဲ့အဝတ်အစားတွေလမ်းထားပါတယ်ဇပွဲကလက်ထိုင်းမှမရှိလေတော့အောက်ထက်ကတော့ယာယီနေထိုင်သူများအတွက်တော့လိုအပ်မှုမရှိလေဟန်အပေါ်ထက်မှာတော့ကျန်းတဲ့ပြည်တဲ့ခင်းထားတဲ့အိယာတွေကိုတွေ့ရပါတယ်အရိယအိယာတွေရဲ့ဘေးမှာတော့ပလင်းတစ်လုံးနဲ့စားတောက်ဖွယ်ရာတွေကိုပြင်ဆင်ထားပါတယ်ထိုနီးနားမှာနေထိုင်သူဥကြော်ကနှုတ်ဆက်ပါတယ်လာဗျာကျွန်တော်ကမျောနေတာကြားပြီဗျာချင်းလုံးကစားနေတာနဲ့မိုးချုပ်သွားတာဗျာ အနေငယ်မောင်ရင်တန်းနေပြီဖြစ်တဲ့အတွက်ဖျောင်းနိုင်မိတချို့ကိုထွန်းထားပါတယ်။အင်္ဂလိပ်ကလေးရစစ်မိပဲတွေ့တန်းထားခြင်းမရှိသေးပါဘူး။အင်ရှင်များနေထိုင်နိုင်ခြင်းမရှိသေးတာကြောင့်အိမ်ဖြစ်ုံမျှသာဆောက်လုပ်ထားဖို့ရပါတယ်။ကုကျော်ကလေးရစစ်မိတွေ့တန်းတဲ့ကန်ထရိုက်တာတူဖြစ်ပေမဲ့လည်းမိမရှိတဲ့အဲ့ဒီအိမ်ကိုငားရမ်းထားတာကတော့နေစရာခက်ခဲကြောင်လို့တွေးကြည့်နိုင်ပါတယ်။ကုကျော်ကအမဲရှိနေမှာမဟုတ်ပေမဲ့လည်းမောင်တင်နဲ့ကြံလူငယ်တွေကတော့လုပ်ငန်းပြီးတဲ့အထိရှိနေရပါလိမ့်မယ်။တို့ပဲမလဲသူတို့တွေနေထိုင်ရမယ့်အင်္ဂလိပ်ကအခက်အခဲရရှိနေပါတယ်။မောင်တရဥဆောင်ပြီးတော့ဖန်ခွက်ကလေးများအရေးထက်ကကမ်းပေးပါတယ်။ လူငယ်တချို့ကလည်းမတောက်တတ်ကြပါဘူး။သုံးလေးဦးသာတောက်ကြရပါတယ်။ပထမဆုံးအချိန်အရက်ခွက်ကိုစီမောတောက်ချိန်မှာတော့အတန်တစ်ခုကြားကြရပါတယ်။ခလွန်းဆိုတဲ့အတန်မှာဘာတန်လဲဟာအတန်ကြားလိုက်ပြီးမေးလိုက်တဲ့အခါမောင်တင်ကပြောပါတယ်။ဖန်ခွက်ချင်းတိုက်မိသွားတာပါအေးစစ်တောက်အေးစစ်တောက်ဒီမှာတော့မတိုက်မိပါဘူး။အတန်ကြားတာအောက်ဖက်ကမဟုတ်လား။ဘေးရင်ရထင်တယ်ဗျ။နီးနေတော့အတန်နေပါလေကြားရင်ကြားရမှာပေါ့ဗျ။မောင်တင်ပြောတာကိုလက်ခံလို့မရပါဘူး။အင်ဂျင်နီးနေတာမှန်နေပေမဲ့လည်းအတန်လာရကိုမှန်းဆလို့ရနေပါလေသို့တော့နေရဲ့အောက်ထပ်မှာဘယ်သူမှရှိမနေပါဘူး အားလုံးကလည်းအပေါ်ရက်မှသာရှိကြပါတယ်အလုတ်ကိစ္စအပြင်အခြားသောအကြောင်းအရာများကိုပြောကြရင်မေ့သွားကြပါတော့တယ်အကျန်းပကံနဲ့ထည့်ထားတဲ့အရက်ကိုနှစ်ခွက်စီများကုံသွားကြတဲ့အခါမှာလူငယ်တို့ကလမ်းလျှောက်ပြီးတော့ထွက်သွားကြပါတယ်ထိုလူငယ်တွေကအရက်မတောက်ကြပါဘူးလက်ဖေးဆိုင်ကိုသွားကြရန်ရှိပါတယ်အဒီအခါမှာတော့မောင်တင်ကပြောလာခဲ့ပါတယ်အစိကြရတာဟုတ်တယ်ဗျာခုနကတော့ကလေးတွေရှိနေလို့မပြောလိုက်တာအောက်ထက်ကအတန်ကိုပြောရလားဗျာဟုတ်တယ်မကြာခဏအဲ့လိုအတန်နေကြားနေရတတ်တယ်ဗျာလူတို့တော့ဒုက္ခမပေးပါဘူးဗျာ ဩမင်းတို့ကနေတတ်လို့တော်သေးတာပေါ့ကွာငါဆိုနေတတ်မှာမဟုတ်ဘူးကြောက်စရာတော့မဟုတ်ပါဘူးဗျာထင်အောင်ထင်မှလည်းဖြစ်ချင်းဖြစ်မှာပါမောင်တင်ပြောတာကိုနားထောင်ရင်လည်းအနေငယ်တော့ကြောချမ်းမိပါတယ်ထုံညကရက်တောက်နေရင်လည်းမကြာခဏထပြီးတော့တောင်ကြည့်မိပါတယ်ဒို့ပေမဲ့လည်းအခန်းအတွင်းမှာပကတိမြေတလင်းမြတာဖြစ်နေပါတယ်ထိုင်နေသူတွေမီလီယောစာပြူတာနဲ့အတန်တခုဟာထပ်ပြီးတော့ကြားလာရပါတယ်လနိတ်တမီနဲ့ထထိုးကြည့်တဲ့အခါမှာလည်းဘာကူမှတော့ရှာမတွေ့ပါဘူးတခါတရံမှာဒစုံတစ်ခုကိုပုတ်တိုက်နေတဲ့အတန်မျိုးတကြွကြွနဲ့မြည်နေတတ်ပါတယ်ဒစုံတအုပ်ဟာအလုတ်တစ်ခုခုကိုလုံနေပုံမျိုးလည်းဖြစ်ပါတယ် အသေးစားနားထောင်ကြည့်ရင်တော့ဝေးသွားတဲ့လက္ခဏာမျိုးဖြစ်ပါတယ်။တစ်ချက်တစ်ချက်မှာတော့တခုခုကိုထူးရိုက်နေတဲ့အတန်မျိုးတွေကြားနေရပါတယ်။အိမ်နွေးမှာရှိနေသူတွေသာကြားနိုင်ရုံလောက်သာပါ။သို့တော်လည်းဘယ်အရာကိုထူးရိုက်နေတယ်ဆိုတာကိုစစ်စစ်ဝေဖန်မှုတွေအသေးစားနားထောင်ကြည့်လိုက်တဲ့အချိန်မှာတော့ရက်သွားပြန်ပါတယ်။အဲဒီလိုမျိုးမရက်ရင်လည်းဝေးသွားတဲ့လက္ခဏာမျိုးဖြစ်သွားပါတယ်။လူကြီးတိတ်သွားတဲ့အခါကျမှဒီတန်တွေကကြားရတာလားဗျ။မကြားပါဘူးအစီအရာအခုလိုမျိုးညာကင်းလေးမှပဲကြားရတာ။ဒါဆိုရင်တော့စဉ်းစားလို့ရသွားပြီဗျ။ဒီရင်ရင်နီးနားမှာမြေအနေအရာမျိုးရှိလိမ့်မယ်ဗျ။မြေအနေအရာဘလို့မျိုးလဲဗျ။ မြည်ရတယ်ဆိုတာဒီမြေပေါ်အတန်ဖြတ်သွားလို့ရှင်တစ်ဖက်ကိုရောက်ချင်မှရောက်တာဗျာအကြောင်းတစ်ခုသိရင်တော့ရောက်သွားတတ်တယ်ရွာမှာအတန်ချက်ဆက်တွေပါတယ်ဖွင့်တဲ့အခါမျိုးဆိုရင်ဒီလိုမြေမျိုးရှိတဲ့နေရာဆိုနီးနေပါလေနဲ့မကြရတာမျိုးရှိတတ်တယ်ဗျာဩအဲ့လိုလားဗျာဘေးမှာအိမ်တိန်ကအလုလုနေတာမျိုးလေတင့်တာမျိုးကြမှာပဲအတန်ရောက်လာတတ်တာဖြစ်မယ်ထင်တယ်ဟုတ်တယ်ဒါကအနီးဝေးကြောင့်ဖြစ်ရတာထင်တာပဲထွန်ညကအတော်ညင်းတဲ့လေမှာမောင်တင်တို့နဲ့လမ်းခွဲကပြန်လာခဲ့ပါတယ်ကျွန်တော်တို့တွေအဖြေရှာရွေးရလာခဲ့ပေမဲ့အိမ်ရှင်များကတော့အဖြေရှာလို့ရချင်မှရပါလေဦးမယ် ဘာကြောင့်လဲဆိုတော့အဲ့ဒီအိမ်ကလေးမှာတော့တောက်ခတ်ထားတဲ့အခန်းငယ်လေးရှိနေခြင်းကြောင့်ပဲဖြစ်ပါတယ်။ဇလန်လေးကတော့ဒီမှာဒီမှာပြီးဆုံးသွားခဲ့ပါပြီ။ဇလန်လေးကိုစုံနေတီလိုက်ပါနားဆင်ပေးခဲ့ကြရလူချင်းမင်းတို့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်။မူရင်းရေးသားသူကိုလည်းကာရဝပြုရင်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်။